ခေါင်းနောက်ဆေးမှကြိုက်လျင်တည်ထားနေဘူးရဲမှ ပြန်လာသူတူဦးသည်ခြေထောက်ရည်ဈေးလိုက်ပြီးရဲ့နောက်မှာသူ့ရဲ့ဦးခေါင်းနောက်ပိုင်းမှကြိုက်လာပါတယ်ထိုနောက်ခန္ဓာကိုယ်တစ်ချမ်းအားလေးလာပြီးတော့လေဖြတ်တဲ့ကဲသို့ဖြစ်လာတဲ့အတွက်ကြောင့်မလို့ဆေးရုံကိုတက်ရပါဗျ။အုံနောက်အာယုံကြောဌာနမှာပြပြီးတော့ အုံနောက် CDS ရိုက်တဲ့အခါတွင် အုံနောက်တွေးမှရှိတဲ့သွေးကြောငယ်တစ်ခုစိမ့်ပြီးတော့ပေါက်နေတဲ့အတွက်သွေးယိုနေချောင်းကိုလည်းတွေးရှိရပါတယ်။နဂိုမူလာသွေးရောအခံရှိသူများဟာ အပူလွန်ခဲ့တဲ့ရာသီဥတုအတွင်းမှာခေါင်းကျော်ခြင်းနဲ့ခြေထောက်ရည်စည်းခြင်းတို့ကိုတော့အထူးသတိပြုလှုပ်ဆောင်ရန်လိုအပ်ပါတယ်။အပူအေးဆန့်ကျင်ဘက်အပြုအမူကြောင့်မလို့ရုတ်တရက်သွေးဖီအားသွေးပေါင်တက်ပြီးတော့ သွေးတို့ရာမှာအခက်မသိရင်လေးဖြတ်ပြီးတော့အုံနောက်သွေးကြောဖြတ်ခြင်းတွေကိုဖြစ်စေနိုင်တဲ့အတွက်ကြောင့်မလို့အထူးသတိပြုဖို့လိုအပ်ပါတယ်နေပူရဲမှာလာပြီးတော့မဝင်မဖြစ်ဝင်ရမယ်အအေးကန်းလေးကို ဝင်မဲ့သူများစူပါမားကတ်ထဲကိုဈေးဝင်ဝင်မဲ့သူများကို အကြံပြုလိုတဲ့အချက်ကတော့မဝင်မီရေတံမှုတစ်ခုကို စောင်းထားပြီးတော့ရေအေးတစ်ခွက်တောက်ပြီးမှဝင်တာကတော့အကောင်းဆုံးပဲဖြစ်ပါရဲ့ တောင်းလိုက်တဲ့ရေဟာအလွန်အမင်းအေးနေတဲ့ရေခဲရေလည်းမဖြစ်ရဘဲနဲ့တဘာဝရေအေးတာဖြစ်ဖို့အတွက်လိုအပ်ပါတယ်။အစာအိမ်မှတဆင်းရေအေးဟာသွေးလက်အဖွဲအတွင်းသို့ဝင်ရောက်ရှိသွားပြီးတဲ့အခါမှာထိတွေ့ရမယ့်အေးအေးဓာတ်တွေကိုလှုံ့ဆော်ပေးထားရရောက်ပါတယ်။ အစိုင်မကိုတွင်သို့ရေအေးဝင်သွားခြင်းသည်ပြင်ပမှထိတွေ့သည့်အေးကိုရုတ်တရက်သွေးတို့ကိုစောင့်တက်ခြင်းဖြစ်ခြင်းကိုကောင်းစွာကာကွယ်ပေးနိုင်ပါသည်အေးကန်းထဲမှ အပူကန်းထဲကို သွားမဲ့သူတွေအတွက်လည်းထို့အတူပဲဖြစ်ပါသည်အပူအေးမမျှတဲ့ပြောင်းလဲမှုကြောင့်မလို့ဦးကောင်းနောက်စိတ်မှကြိုက်လျင်အထူးသတိထားဖို့လိုအပ်ပါမယ်အေးရတဲ့နေရာသို့သွား၍နားနေရပါမယ် ချက်ချင်းရေဤမက်ခွက်တစ်ခွက်စာတောက်ပေးရပါမယ်။ရေမတောက်ဘဲနဲ့မျက်နာကိုရေဆူခြင်း၊ဥကောင်းရေဆူခြင်း၊မျက်နာတစ်ချင်းခြေဆွေးခြင်းများကိုတော့မပြုလုပ်သင့်ပါဘူး။ရေတစ်ခွက်ကိုတောက်ပြီးတော့မှ ထိုကိစ္စများကိုပြုလုပ်သင့်ပါတယ်။ကောင်းထရင်အဲကုန်းဖွင့်ပြီးတော့သွာလာနေသူများသည်လေအကြောင်းကြောင်းကြောင်း ကားရက်ပြီးတော့အပူရဲကိုဆင်းမယ်ဆိုရင်တော့ကားအတွင်းမှာရေတံမှုတစ်ခုစောင့်ထားပြီးတော့ရေနှင်းငယ်တောက်ပြီးမှဆင်းတာကတော့အကောင်းဆုံးပဲဖြစ်ပါရဲ့။တက်ကြီးရွယ်ဦးများမှာ နေဘူးပြင်းတဲ့အချိန်အဲကုန်းကားနဲ့သွာလာခြင်းကိုလုံးဝမပြုလုပ်သင့်ပါဘူး။အုံနောက်သွေးကြောများဟာခန္ဓာရီမှာလူကြီးလူငယ်တွေကွာခြားမှုရှိပါတယ်။လူကြီးနဲ့လူငယ်အုံနောက် သွေးကြောတွေရဲ့ခံနိုင်မှုဆွမ်းအားဟာမတူညီတဲ့အတွက်ကြောင့်မလို့ခရီးမသွားဘဲနဲ့အဲချင်းအဝါသားထဲမှာနေထိုင်ခြင်းကအကောင်းဆုံးပဲဖြစ်ပါတယ်ဒါကြောင့်မလို့ယခုလိုပူပြင်းလာတဲ့အခြေအနေမှာဆိုရင်တော့အပြင်ဘက်အပူထဲကနေအအေးထဲကိုဝင်မယ်ဆိုရင်ချက်ချင်းဝင်လာမျိုး မပြုတ်လို့ပဲနဲ့ရေတစ်ခွက်တောက်ပြီးတော့မှ ဝင်ရောက်တင်ပါတယ် ထို့အတူပဲအပူရဲကနေပြီးတော့အအေးရဲကိုသွားမဲ့သူတွေသည်လည်းချက်ချင်းဝင်ရောက်သွားလာခြင်းမပြုဘဲနဲ့ရိုးရိုးရေတစ်ခွက်ကိုတောက်သုံးပြီးမှသွားလာတဲ့မှာတယ်တကယ်လို့ရုတ်တရက်မိတ်ဆွေကအပူရဲကပြန်လာပြီးတော့အအေးကန်းထဲကိုဓာတ်ရိုက်ဝင်လိုက်တာရေခဲရေခဲတို့သောရေမျိုးတွေကိုတောက်လိုက်မယ်ဆိုရင်တော့အုံနောက်သွေးကြောတွေဟာရိုစိမ့်ပေါက်ပြီးတော့အုံနောက်သွေးကြော ပေါက်ခြင်းအုံနောက်သွေးရောယိုခြင်းနဲ့လေးဖြတ်ခြင်းတို့ကိုလည်းဖြစ်စေနိုင်တဲ့အတွက်ကြောင့်မလို့အထူးဂရုစိုက်သင့်ပါတယ်။ ဒီလိုယောဂမျိုးတွေမဖြစ်ဖို့ဆိုရင်တော့မိတ်ဆွေတို့တွေမှာရိုးရိုးရေဒပလင်းဆောင်ထားပြီးတော့အေကွန်ကားပေါ်ကနေပြီးတော့အပူရဲကိုဆင်းမဲ့အချိန်မှာလေးရေတခွက်တောက်သင့်ပါတယ်။အပြင်ပူရဲကနေအေကွန်ကန်းလေးတွေကိုဝင်မယ်ဆိုရင်လေရိုးရိုးရေကိုတခွက်တောက်သင့်ပါတယ်။ထို့အပြင်စူပါမားကတ်တို့တခြားဆိုင်တွင်းအတွင်းထဲတွေဝင်မယ်ဆိုရင်တော့ရိုးရိုးရေတခွက်တောက်ပြီးတော့ဝင်ခြင်းဟာမိတ်ဆွေတို့တရအုံနောက်အာယုံကြောနဲ့ပတ်သက်တဲ့ယောဂတွေအကုန်လုံးကိုကင်းရှင်းစေမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့မိတ်ဆွေတို့ ေအပြင်သွားတော့မယ်ဆိုရင်တော့ရိုးရိုးရေတဘူးစောင်းသွားတာကအကောင်းဆုံးပဲဖြစ်ပါတယ်။ဒါကြောင့်မလို့မိတ်ဆွေတို့အပြင်သွားတိုင်းရိုးရိုးရေတဘူးကိုစောင်းသွားပါ။အားလုံးပဲအုံနောက်နဲ့အာယုံကြောယောဂတွေလည်းကင်းရှင်းကြပါစေရှင်။ဒီနေ့တင်ဆက်ပေးတဲ့အကြောင်းအရာလေးကတော့ခေါင်းနှောင်းဆေးမှာကိုက်ရင်သတိထားဖို့အတွက်ပဲဖြစ်ပါတယ်ရှင်။အားလုံးပဲကျမရေးဆိုင်ရာဗဟုသုတတခု ရရှိလိုက်မယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်ဗီဒီယိုလေးတွေမှာလည်း ကျမရေးဆိုင်ရာဗဟုသုတတွေနဲ့သုတရသာစိတ်ခွန်အဖြစ်ပွဲစာပေမျိုးမျိုးကိုတင်ဆက်ပေးမှာဖြစ်လို့စာပေသုတလိုတိုင်းရ YouTube Channel လေးကို Like and Subscribe လေးလုပ်ပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်